တစ်ဖက်မှာလည်းပဲဟလာကိုပြည်သူကိုကိုပြန်တတ်နေတဲ့เนาะစစ်စစ်အုပ်စုကအုပ်ချုပ်နေတယ်အဲ့ဒီစစ်အုပ်စုကဘယ်ရပတ်စံနေရနေတယ်ပေါ့နော်သိကြတယ်ဒီလိုမျိုးဒီတရားမဝင်အဲเนาะဒီသူတို့ဖွင့်ထားတဲ့ခွင့်ပြုထားတဲ့ဒီလိုမျိုး scam center တွေเนาะရာဇဝတ်မှုကင်းတွေကအဲရာဇဝတ်မှုကိုအခြေခံတဲ့ပေါ့နော်ဒီ scam business တွေကနေပြီးတော့ရနေတဲ့ပတ်စံနေနဲ့ကို့အပြည်သူလူလူကိုလည်းပြန်တက်နေရဆိုတော့ ကျွန်မတိုင်းပြည်ကိုကျွန်မပြန်ကြည့်ရတာအမှန်တန်စိတ်မကောင်းစရာကောင်းတယ်ကဲရာဇဝတ်မှုတွေထူပြောနေတဲ့ရာဇဝတ်ကောင်တွေကနေပြည်တော်မှာထိုင်ပြီးတော့နော်တိုင်းပြည်ရဲ့ကံကျွန်မကိုချေလည်နေတဲ့အနေအထားမျိုးယူကျွန်မတို့မြင်နေရတယ်ဆိုတော့အဲ့ဒါကတော်တော်ကိုတိုင်းပြည်တွေလည်းစိတ်မကောင်းစရာကောင်းသလိုအဲ့ဒီလိုတိုင်းပြည်တပြည်ကိုနိုင်ငံတကာရောထိုင်ကြည့်နေမလားဆိုတဲ့ဟာက ဝင်ကြီးတော်စင်မမင်္ဂလာပါနော်ဟုတ်ကဲ့ဟိုအရင်ကတော့လွတ်တော်မှာတော့မကြာခဏတွေ့ကြမေးကြဘူးတယ်ပေါ့နော်အခုတော့လည်းဒါဒီကာလမှာတော့မထင်မှတ်တဲ့နေရာမှာပြန်တွေ့ပြီးတော့မေးခွင့်ရတာပေါ့ဟိုပထမဆုံးမေးချင်တာကလေဝင်ကြီးကဒီဩစတြေးလျခီးစင်ကိုဒါဒုတိယမြောက်လို့ကျွန်တော်နားလဲတယ်ဆိုတော့ဒီတစ်ခေါက်ခီးစင်ကရောဟိုဘာအကြောင်းကိစ္စနဲ့ဩစတြေးလျကိုရောက်လာတာလဲခင်ဗျအဲပထမတစ်ချက်ကတော့ဒီဩစတြေးလျနိုင်ငံသားဝင်ကြီးနဲ့အဲကျွန်တော် တွေးဖို့လို့ပေါ့နော်အဲ့ဒါရှိမယ်နောက်ပြီးတော့အချိန်နေပြီးလို့ရှိရင်တော့ဩစတြေးလျလှုပ်တော်ကိုယ်စားလှယ်နဲ့အတွေးဖို့လို့ပေါ့အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့တချို့သော community event တွေပေါ့နော်ဒီဩစတြေးလျမှာရှိတဲ့မြန်မာအရေးအဲအပီထောက်ခံတဲ့ဖွဲ့စည်းတွေနောက်ပြီးတော့ကကြတော့မြန်မာနိုင်ငံသားမြန်မာနိုင်ငံသား diaspora တွေပေါ့ဆိုတော့သူတို့တွေနဲ့တွေ့ဖို့လို့ပေါ့လေအဲနောက်တစ်ခါကျမတို့ဒီမှာဩစတြေးလျမှာကျမတို့ NUG ကိုယ်စားလှယ်လည်းရှိတယ် ဆိုတော့ဒီဒီဝင်ကြီးဌာနကိစ္စလည်းပါတာပေါ့ဆိုတော့အဲ့ဒီကိစ္စတွေနဲ့အဲ့ဒီရောက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့အခုမြောင်းလိုက်ဦးဆောင်တဲ့စစ်တပ်အာဏာသိမ်းတာ၅နှစ်ဆိုတဲ့ကာလကိုချင်းကပ်လာပြီပေါ့လေဆိုတော့အခုကျွန်တော်တို့မြန်မာပြည်အရင်နဲ့ပတ်သက်လို့ကနိုင်ငံတကာရဲ့စိတ်ဝင်စားမှုတွေရောပုံမူရော့ကျသွားပြီလားပေါ့နော်ဘာလို့လဲဆိုတော့ဒီယူကရိန်းရုရှားစစ်ပွဲတွေဖြစ်တဲ့ခါကျတော့လေဒီဥရောပမှာဆိုရင်လေဒီစစ်ဘေးကိုအစိုးရပူပန်မှုတွေလည်းဒါတကြောပြန်ဖြစ်လာတာတွေတွေ့နေရလို့ပါဟုတ်ကဲ့ အဒီနိုင်ငံတကာရဲ့မြမအရေးပေါ်ပေါ့နော်အာယုံကြမှုမကြမှုကတော့ခုနပြောတဲ့ကဘာမှဖြစ်ပေါ်နေတဲ့ခြားသောအရေးခင်းတွေနဲ့လည်း issue တွေနဲ့လည်းဆက်ဆက်မှုတော့ရှိတာပေါ့လေအဲဒါမဲ့တပြိုင်တည်းမှာပဲအခုပြီးခဲ့တဲ့၄နှစ်ကာလလုံးပေါ့၄နှစ်ကာလမှာတကယ်တော့ Ukraine Russia ရဲ့မဟုတ်ဘူးအရှိလေပိုင်းအဲကာဇာကိစ္စလိုမျိုးကလည်းအဲထပ်ဖြစ်လာတယ်ပေါ့နော်နောက်ဒီကြားထဲမှာဒေသတွင်းမှာဆိုရင်ထိုင်းနဲ့ကမ်ဘောဒီးယား အဲနေဆက်ပြဿနာလိုမျိုးတွေမထင်မထားရဘူးလေအဲဒါမျိုးတွေလည်းမြင်ရတွေ့ရတယ်။သို့တော့အဲဒီဘက်နှစ်ပိုင်းမှာတော့အထူးသဖြင့်ဒီနှစ်ပေါ့နော်2025ရဲ့မှာတော့မြမအရေးကနည်းနည်းလေးပိုလှုပ်လှုပ်ကက်ဖြစ်လာတယ်။အထူးသဖြင့်မြမအရေးကိုချင်းကတ်တဲ့အခါမှာဟိုနိုင်ငံတကာကပေါ့လေဒီအာဆီယံကိုဗဟိုပြုပြီးတော့ချင်းကက်လာတာမျိုးတွေ့ရတယ်။ဒါကြောင့်မို့လို့မြမအရေးကိုနိုင်ငံနိုင်ငံတကာကစိတ်ဝင်စားမှုရော့ကျသွားလားမရော့ကျသွားလားဆိုတဲ့ဟာကတော့ ဟိုသူတို့နိုင်ငံတော်တော်များများနဲ့ကျွန်တော်တို့တွေ့တဲ့အခါမှာတော့မြန်မာနိုင်ငံရဲ့အရေးဒီသူတို့ရဲ့နိုင်ငံတွေရဲ့နိုင်ငံခြားရေးမူဝါဒအာဂျင်တာတွေထဲမှာတော့ဆက်ရှိနေသေးတယ်။သို့တော့သူတို့ resource ပိုင်းဆိုင်ရာတွေအချိန်ပေးရတာတွေကြတော့ခုနပြောသူတို့ Ukraine Russia လိုမျိုးနေတော့ဥရောပနိုင်ငံတွေဆိုရင်တော့သူတို့ရဲ့ပထဝီအနေထားရရောသူတို့ရဲ့ focus ဒီသူတို့ရဲ့ဘယ်ပေါ့နော်ဟိုပထမဦးစားပေးဒီဒီ Russia Ukraine ကသူတို့ရဲ့ အဲအရေးကြီးတဲ့ priority ဖြစ်တယ်။သို့တော့တပြိုင်တည်းထဲမှာလည်းပဲအဲ့ဒါပြီးလို့ရှိရင်တခြားဘာဘလို့အကြောင်းအရာတွေကသူတို့ရဲ့နိုင်ငံသားရေးအာဂျန်တာထဲမှာရှိနေသေးတုံးပဲဆိုလို့ရှိရင်တော့မြမအရေးကတော့ဆက်ရှိနေတယ်ပေါ့လေ။ဒါပေမဲ့ကမ္ဘာအရေးတွေနဲ့ရှင်လိုက်ရင်တော့မှမေ့မိတ်တယ်လို့ဖြစ်နေတာတော့မှန်တယ်။ဒါပေမဲ့လုံးလုံးပျောက်သွားတာမဟုတ်ဘူး။အဲအနှစ်ချုပ်ပြောရရင်တော့ဒီဘက်နှစ်ထဲမှာတော့နည်းနည်းလေးပို့ပြီးတော့မြမအရေးကိုစိတ်ဝင်စားကြတာတွေတော့ပိုတက်လာတဲ့အနေအထားမျိုးတွေရှိပါတယ်။ဟုတ်ကဲ့။ဒီအခုဆိုရင်စစ်တပ်ကတော့ဒီနှစ်ကုန်ကျင်းပမယ်ရွေးကောက်ပွဲကိုသူတို့ကတော့ ဟိုလိုဒလိုကြိုးကင်ပြီးတော့မှသူတို့ကဒီတရားဝင်မှုရအောင်ပေါ့နော်ဒါသူတို့လှုပ်ရှားနေတာတော့ဒါလုံးဝအတိတာထင်ရှားတယ်ဒီတော့ဒီရွေးကောက်ပွဲ အလွန်မှာစစ်တပ်အနေနဲ့ကနိုင်ငံတကာမှာသူ့ရဲ့တရားဝင်မှုပို့ပြီးတော့မှရလာမယ့်အခြေအနေတွေရောဖြစ်ပေါ်လာနိုင်လားခင်ဗျအခုချိန်ထိပေါ့နော်အခုကျမဒီအင်တာဗျူးလုပ်နေတဲ့အချိန်ထိကတော့အခုဟလာအမအင်ဒိုနီးရှားအ sorry အမ် အနယူးဇီလန်လိုနိုင်ငံမျိုးတွေပေါ့နော်နောက်ခုန EU လိုအပြင်သစ်လိုအစရှိပြပေါ့နိုင်ငံတွေထုတ်ဖို့ပြောလို့ရတယ် even ASEAN တော့မှပဲဒီရွေးကောက်ပွဲရလတ်လိုမျိုးအတီအတီပြုတ်ဖို့နေနေတာတာရွေးကောက်ပွဲဟိုတော့ observer မလွတ်ဘူးဆိုတော့နိုင်ငံဒီတော်တော်များများရှိပါတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒါတစ်ချက်နောက်တစ်ခုကကြတော့ဒီရွေးကောက်ပွဲကတကယ်ပဲနိုင်ငံတကာမြင်ကြည့်နေတဲ့တည်ငြိမ်မှု နောက်ပြီးတဲ့ခါကျတော့ဒီမိုကရေစီကိုပြန်လဲဖော်ဆောင်ဖို့ဆိုတော့အာမခံနိုင်ပါမလားဆိုတော့ဘယ်သူမှအာမမခံနိုင်ဘူးဘယ်သူမှအာမခံနိုင်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်နောက်တတိယတစ်ချက်အနေနဲ့ဒီရွေးကောက်ပွဲကအခုတော့ဖြစ်ဖို့တွန်းနေကြတာပေါ့နော်ကမ်ပိန်းတွေပါတယ်တောင်မှအလုပ်နေကြပြီပေါ့နော်ကမ်ပိန်းဆိုတော့သူ့ဘက်ကိုယ့်ဘက်ပေါ့ဥမာထောက်ခံတဲ့လူတွေကလည်းရွေးကောက်ပွဲတော့ဟိုထောက်ခံထောက်ခံတယ်ဆိုတာအထက်ပေါ့နော်ဒီရွေးကောက်ပွဲကတော့ alternative တစ်ခုအနေနဲ့တော့ဝင်ပြီးတော့စူးစမ်းတင်တယ်ဆိုပြီးတော့ဝင်ပြိုင်နေကြတဲ့သူတွေလည်းရှိတယ်ပြိုင်နေတဲ့အထက်မှာပဲ အဓိကကြရတဲ့မဲဆန္ဒရှင်တွေပေါ့နော်မဲဆန္ဒရှင်လူမှုအများစုကြီးကဆန့်ကျင်နေကြတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်တကြောင်ရယ်အခုနောက်တစ်ခုကကြတော့အခုဒီဒီကျင်းပပြုလုပ်မဲ့ကော်မရှင်ရောအခုစိတ်ကောင်းဆောင်ကိုနိုင်ကိုရောပေါ့နော်အခုလက်တလုံးဖြစ်နေတဲ့ဒါမထင်မဖက်နဲ့ဖြစ်လာရတော့ပြောကြမှာပေါ့နော်ဒါပေမဲ့ကျွန်မဖို့ကတော့တိတ်တော့ surprise ဖြစ်စီရတော့မဟုတ်ဘူးဥမာအဲဒီရွှေကုတ်ကိုလိုကိစ္စမျိုးတွေဖြစ်တယ်เนาะတဖြည်းဖြည်းနဲ့ဒီလိုမျိုး criminals ပေါ့နော်ဒီရာဇဝတ်မှုတွေနဲ့ဟိုလူတက်တာကျမတို့တွေဟိုဟလာအရသားတွေကိုတက်ဖြတ်နေတဲ့စစ်ရာဇဝတ်မှုကတော့ရိုးနေပြီဒီဒီဒီပုံကိုတွေလုံနေတာဒါပေမဲ့ဒီထက်ပိုတဲ့ business ပေါ့နော်ဒီစီးပွားရေးဘက်အချမ်းမှာပါမှာဒီလိုမျိုးဟိုရာဇဝတ်ဂိုင်းတွေလိုမျိုးကျူးလွန်တဲ့ဟာမျိုးတွေနဲ့ပတ်သက်နေတယ်ဆိုတာတွေကတနေ့တခြားပေါ်လွင်လာနေတယ်ဆိုတော့ဒီရွေးကောက်ပွဲကတကယ်ရောဖြစ်မှာလားမေကုန်းထုတ်เสียရှိတယ်ခုနပြောတဲ့ပထမဆုံးမေကုန်းနဲ့ပြန်ဆက်ဆက်ရလို့ရှိရင်နိုင်ငံတကာက မြမအရေးကိုဒီကိစ္စနဲ့ပိုးစိတ်ဝင်စားလာဟုတ်ကဲ့နော်စိတ်ဝင်စိတ်ဝင်မစားလို့မရတော့ဒီမြမပြည်မြေပုံပေါ်မှာ territory ထဲမှာအခြေပြုပြီးတော့ကမ္ဘာတနတနရလူတွေဒုက္ခရောက်နေကြတယ်ရောင်းဝယ်ဖောက်ကားခံနေရတယ်ငွေတွေလိမ်ခံနေရတယ်ဆိုတော့ issue ကြီးကနာမည်ဇိုးနဲ့ကြော်စောလာတာဆိုတော့အနေထားကြီးပေါ့နော်အဲ့ဒီအနေထားကြီးမှာကျမတို့ပြောတာတော့ရှင်းရှင်းလေးဒီရွေးကောက်ပွဲဒီနော်ဘာလို့ဖြစ်စေမလဲဒီလိုရာဇဝမှုတွေကိုပို့ပြီးတော့ကျူးလွန်ဖို့လို့တရားဝင်မှုပေးလိုက်တယ်လို့ပဲဖြစ်မှာဒီရွေးကောက်ပွဲอ่ะ အထားကြောင့်မို့လို့နိုင်ငံတကာအနေကဒါကိုချိတ်ဆက်စဉ်းစားဖို့လို့တော့လူတွေစဉ်းစားကြလာကြလိမ့်မယ်လို့လည်းကျွန်မတို့ယုံကြည်တယ်အခုလည်းတော်တော်ဒီရပိုင်းဖြစ်ပြက်နေတဲ့ဟာရီရဲ့အနေထားပေါ့နော်ဥမာ US တို့ဘာလို့ဆိုလို့ရှိရင် strike force တွေပါဖြုတ်လိုက်တာမျိုးတွေအခုဒီ KK pad လို့နေရာမျိုးမှာအာဟိုတွေ့ယူတွေ့တန်းနဲ့ရှောက်ပြီးတော့လုံနေတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ်လွင်လာနေပြီလို့ကျွန်မတို့မြင်တယ်အဲ့တော့ဒီမှာတခါတည်းမိန့်ခွန်းထုတ်လို့ရတယ်နိုင်ငံတကာကိုနော် ဲ့တော့ဒီရွေးကောက်ပွဲကဒီမိုကရေစီကိုဖော်ဆောင်မှလားဒါမှမဟုတ်မြန်မာပြည်ကိုဒီရာဇဝတ်အမှုကင်းအဲကိုကျူးလွန်နေတယ်ပေါ့နော်ရာဇဝတ်သားတွေရဲ့ခေါင်းဆောင်မှုကိုဟိုကွန်ဆော်လီဒိတ်လုပ်ပေးမှလားဒါမှမဟုတ်တရားဝင်မှုပေးမယ်ရွေးကောက်ပွဲလားဆိုတာနိုင်ငံတကာစဉ်းစားရတော့မယ့်အချိန်ဆုံးဖြတ်ရတော့မယ့်အချိန်ရောက်နေပြီလို့ကျွန်မတို့ဒီလိုပဲမြင်တယ်ဆိုတော့ကျွန်မထင်တယ်ဒီတလားနှစ်လားလောက်အတွင်းမှာကိုပဲဒါကသူတို့ပြေးရမယ့်အဖြေလို့ကျွန်မနားလဲပါတယ် ဆိုတော့ဒီရှီကုတ်ကိုကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့ပေါ့လေဆိုတော့အခုဆိုရင်လည်းဒီရက်မှာတော်တော်လေးကိုဒီကိစ္စကြေကြေပြန့်ပြန့်ဖြစ်ပေါ်နေတယ်ပေါ့နော်ညာကြီးတကောင်ဗီဒီယိုဖိုင်တွေတက်ဖို့နေတွေ့တယ်ဒီကြားဖြန့်ခေါင်းဆောင်လို့ပြောလို့ရတဲ့ရှီကုတ်ကိုဟိုထိန်းချုပ်ထားတဲ့ဆော့ချစ်သူဆိုရင်လည်းလူမြင်ကွင်းကနေပျောက်နေတဲ့အခြေအနေမျိုးတွေရှိတော့ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုတွေဆက်ပြီးတော့ဖြစ်ပေါ်လာနိုင်လဲဘယ်လိုတွေဖြေရှင်းတဲ့လဲခင်ဗျ အဓိကကတော့အခု KK pack ကိုဟလာဘုံတွေကျဲတယ်ဒါကိုအေးယူတယ်လို့ပေါ့နော်ဘုံတွေကျဲတယ်လူတွေထွက်ပြေးကြတယ်ဆိုတော့ဒါကဒီနေရာမှာတစုတစည်းတည်းဖြစ်နေတယ်အဲလူလိမ့်လိမ့်လည်နေတယ်ပေါ့နော် online လိမ့်လည်မှုဟိုဒီအစုအဖွဲ့ကြီးอ่ะပြန်နေရာအနှံ့ကိုရောက်သွားအောင်လုတ်လိုက်သလိုမျိုးကြီးကျမတို့ကမြင်နေရတယ်ဒီ video file မျိုးကြည့်ပြီးတော့ဒါဖြေရှင်းတာမဟုတ်ဘူးတစ်ဖက်မှာလည်းပဲဟလာကိုပြည်သူကိုကိုပြန်တက်နေတဲ့ နော်စစ်စစ်အုပ်စုကအုပ်ချုပ်နေတယ်အဲ့ဒီစစ်အုပ်စုကဘယ်ရပတ်စံတွေရနေလဲပေါ့နော်သိကြတယ်ဒီလိုမျိုးဒီတရားမဝင်အဲနော်ဒီသူတို့ဖွင့်ထားတဲ့ခွင့်ပြုထားတဲ့ဒီလိုမျိုး scam center တွေနော်ရာဇဝတ်မှုကင်းတွေကအဲရာဇဝတ်မှုကိုအခြေခံတဲ့ပေါ့နော်ဒီ scam business တွေကနေပြီးတော့ရနေတဲ့ပတ်စံတွေနဲ့ကို့အပြည်သူလူလူကိုလည်းပြန်တက်နေရဆိုတော့ကျမတိုင်းပြည်ကိုကျမပြန်ကြည့်ရတာအမှန်တမ်းစိတ်မကောင်းစရာကောင်းတယ်ခဲ့ရာဇဝတ်မှုတွေထူပြောနေတယ်ရာဇဝတ်ကောင်တွေ ကနေပြီးတော့မှထိုင်ပြီးတော့နော်တိုင်းပြည်ရဲ့ကံကြမ္မာကိုချေလည်နေတဲ့အနေအထားမျိုးယူကျမတို့မြင်နေရတယ်ဆိုတော့အဲ့ဒါကတော်တော်ကိုတိုင်းပြည်တွေလည်းစိတ်မကောင်းစရာကောင်းသလိုအဲ့ဒီလိုတိုင်းပြည်တပြည်ကိုနိုင်ငံတကာရောထိုင်ကြည့်နေမလားဆိုတဲ့ဟာကကျမတို့ကျွန်တော်ထင်ပါတယ်တိတ်မကြဘူးအဖြူအမဲကတဲကွဲလာလိမ့်မယ်လို့တော့ထင်ပါတယ်ဒီအမျိုးသားညီညွတ်အစိုးရ NUG နဲ့ ASEAN ရဲ့ဆက်ဆံရေးအခြေအနေနောက်ပြီးတဲ့ခါကျတော့ NUG နဲ့ဒီနိုင်ငံကြီးတွေဖြစ်တဲ့တရုတ် American ဆက်ဆံရေးအခြေအနေရော ဘယ်လိုများရှိလဲခင်ဗျအသက်ရှိခြင်းတွေပါအာအာဆီယံနဲ့ဆက်ဆံရေးအခြေအနေကတော့ကျမတို့ပြောရရင်တော့တစ်နှစ်တစ်တစ်နှစ်ပေါ့နော်ပို့ပြီးတော့နီနီကက်ကက်ဆက်ဆံမှုရှိလာတယ်လို့တော့ကျမတို့ပြောလို့ရတယ်ပေါ့အဲနောက်တော့ကဒီဒီအာဆီယံအဖွဲ့အစည်းကိုကိုစားပြုပြီးတော့ခေါင်းဆောင်မှုပေးရတယ်နှစ်စဉ်ပေါ့နော်အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေရဲ့အနေထားပေါ်မှာလည်းမူတည်တာပေါ့လေဆိုတော့ကျမတို့ဒီအဲဟိုဘယ်လိုပြောမလဲအ ထူးထူးခြားခြားဖြစ်တာဆိုရင်တော့ဥပမာဒီအင်ဒိုနီးရှားကဒီဥက္ကဋ္ဌဖြစ်နေတာဝန်ယူစဉ်ကာလတုန်းကလည်းအဲပို့ပြီးတော့တက်တက်ကြွကြွနဲ့အဲမြမအကြီးဦးပေါ့နော်တက်တက်ကြွကြွနီးနီးကက်ကက်နဲ့အဲသူတို့ဟိုတွေ့တဲ့နဲ့ဒီ stakeholder တွေအားလုံးနဲ့ပေါ့နော်အဲအန်ယူဂျီအပါဝင်ပေါ့ဒါအတိုင်းသားအဖွဲ့တွေအပါဝင်တော့တွေ့ခဲ့တွေ့တာမျိုးတွေသူတို့ပို့လုတ်တယ်ခေါင်းဆောင်မှုကိုပို့မြင်ရတယ်ပေါ့နော်နောက်အခုဒီနှစ်ပေါ့ ီနှစ်ဒီမလေးရှားပေါ့ပြီးတဲ့ခါကျတော့မလေးရှားအဲဒီဥက္ကဋ္ဌဖြစ်နေတောင်းဝန်ထမ်းဆောင်တဲ့အခါမှာလည်းပဲပို့ပြီးတော့ပေါ့နော်ဟိုနောက် next level လို့ပြောလို့ရတယ်နောက်တစ်ဆင့်တက်တဲ့အဲဒီထိပ်သီးပိုင်းတွစ်ဆုံမှုတွေအထိသူတို့လှုပ်လာတာမျိုးတွေပေါ့နော်တွေ့ရတော့ခုနအာဆီယံနဲ့ဆက်ဆံရေးကကျွန်တော်တို့တိုးတက်မှုပစုံတရာရှိလာတယ်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်အာတရုတ်အမေရိကန်နဲ့ဆက်ဆံရေးရောအဟုတ်ကဲ့အဲတရုတ်အမေရိကန်နဲ့ဆက်ဆံရေးကတော့ခုနတရုတ်ကလည်းပဲအ အဲကျွန်တော်တို့ပုံမှန်ပုံမှန်လို့ပဲပြောရမှာပုံမှန်ဆိုတာဥမာထားပါတော့အဲတရုတ်ဒီကွန်မြူနတီပါတီရဲ့အညီလာခံလို့ကိစ္စမျိုးတွေနောက်ပြတဲ့အခါကျတော့တခြားသောပေါ့နော်ဟိုတန်တမန်ဆက်ဆံရေးလို့ပုံစံမျိုးတွေမှာတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ထိတွေ့ဆက်ဆံနေတာလည်းရှိပါတယ်နောက်တစ်ခုကကျတော့နေဆက်ရေးကိစ္စလိုမျိုးတွေမှာလည်းပဲအဲပေါ့နော်ကျွန်တော်တို့ဒီအဲထိတွေ့ဆက်ဆံရတဲ့အနေအထားမျိုးတွေရှိတယ်ပြောရရင်တော့ ်တရုတ်နဲ့လည်းပဲကျမတို့ဘက်ကပေါ့လေကျမတို့ဘက်ကတော့အဲဝတ်တရားမပြတ်ဘူးဟိုဆက်ဆံတဲ့နဲ့ဟာပြောတဲ့အကြောင်းအရာတွေကိုကျမတို့ဟိုထိတွေ့ဆက်သွယ်ပြီးတော့ပြောဆိုနေတာတွေတော့ရှိပါတယ်ဟုတ်ကဲ့နောက်အမေရိကပေါ့နော်အမေရိကပြည်တော်စုနဲ့ကြတော့လည်းပဲအဲဒီအစိုးရအပြောင်းလဲမှာတော့အဲကျမတို့နည်းနည်းလေးအဲမူဝါဒပြောင်းတာတွေရှိတယ်အဲဒီမူဝါဒပြောင်းတာလည်းပဲကျမတို့ engage လုပ်ပြီးတော့မေးမြန်းတဲ့ခါမှာမြန်မာပြည်ပေါ်မှာပြောင်းသွားတာလားပေါ့နော် အဲဒီလိုတော့မဟုတ်ဘူးသူတို့ကဒီဒီဒီ globally ပေါ့နော်နိုင်ငံတကာဆက်ဆံရေးပုံစံကြီးတစ်ခုလုံးကို ပြန်ပြီးသူတို့ review လုပ်တယ်အဲအနေထားမျိုးမှာပေါ့နော်နည်းနည်းလေးဥပမာထားပါတော့တချို့ဒီခွန်ကိစ္စတွေ for example ကုန်သွယ်ခွန်ကိစ္စတွေမျိုးဆိုရင်ဒါဗမာပြည်အတွက်ကြီးပဲတိသန့်အဲလုပ်တဲ့ကိစ္စတော့မဟုတ်ဘူးနိုင်ငံတစ်ခုချင်းစီတိုင်းကိုသူတို့ review ပြန်လုပ်တယ်အဲဘလို့ပြန်ပြီးတော့ re engage ပြန်လုပ်မလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီနိုင်ငံကြီးမူဝါဒကုန်သွယ်ရေးဆိုင်ရာမူဝါဒတွေကိုပြန်လဲသုံးသက်တဲ့အခါမှာမြန်မာပြည်ကလည်း အဲ့လိုမျိုးပါသွားတာဖြစ်တယ်ဒါပေမဲ့မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့မူဝါဒဆိုလို့ရှိရင်တော့ထူးထူးခြားခြားပေါ့နော်အာဒီအမေရိကန်အစိုးရအနေနဲ့အဲပြောင်းလဲသွားတာမျိုးမရှိဘူးမြန်မာရေးဟာသူတို့ရဲ့နိုင်ငံသားရေးမူဝါဒထဲမှာဆက်ရှိနေတော့မယ်ဆိုတဲ့ဟာမျိုးတော့ရှိတော့ပြောရရင်တော့ကျမတို့အခုဆိုရင်တော့အစိုးရတစ်တက်ခါစားတော့နည်းနည်းလေးတော့ဟိုသူတို့လည်းအလုံများတာရော reorient ပြန်လုပ်နေရတာဒီတော့ကြောင့်တော့ခဏစောင့်ရရတယ်ဒါပေမဲ့အခုတော့ပုံမှန်ဆက်ဆံရေးလိုမျိုးပြန်ရှိနေပါဟုတ်ကဲ့ နောက်ခုနပြောတဲ့မလေးရှားကိစ္စပေါ့နော် True ခြားခြားပဲဒီမလေးရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့မိုဟာမက်ဟာဆန်နဲ့ဝန်ကြီးတော်စင်မအောင်တို့တွေ့ဆုံဆွေးနွေးတာတွေ့ရတယ်ဟိုဘာတွေများတွေ့ဆုံဆွေးနွေးတာရှိလဲခင်ဗျဟိုအဓိကကတော့ဒီပေါ့နော်ဟိုအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ထမ်းဆောင်တဲ့ခါမှာဒီ Envoy Office ရှိမယ်ခုနနိုင်ငံခြားရေးဝန်ကြီးရဲ့အခန့်ကဏ္ဍတွေကအရေးကြီးတာအောင်နော်သူတို့ကပို ठी လောက်ကြတာပေါ့နော်နောက်တစ်ခုကဒီမြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့အခုစစ်အာဏာသိမ်းမှုနောက်ပိုင်းမှာဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေဒီနိုင်ငံရေးအခြေအနေဒီအစရှိသဖြင့်ပေါ့နော်ခုနပြောတဲ့ဒီသူတို့အတုံးတော့မှဆိုရင်တော့အကြမ်းဖက်မှုတွေရပ်တန့်မှုကိစ္စမှာဒါကျမတို့ဘက်ကပြောတာတော့ဒါစစ်ကောင်စီဘက်ကကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင်ပေါ့နော်အရက်သားတွေပေါ်မှာပြစ်မှတ်ထားပြီးတော့ကျူးလွန်နေတဲ့ရာဇဝတ်မှုကိစ္စတွေဒါကျမတို့ဘက်ကပြောတာတွေတော့ရှိအဲ့တော့ frame ကတော့ ASEAN 5 point consensus ထဲရပဲကျမတို့ပြောကြတာဖြစ်တယ်ခုနအကြောင်းအရာကတော့ခုနပြောတယ်ကျမတို့ဘက်က ရထားတဲ့အချက်လက်တွေကျွန်တော်တို့ဘက်ကအမြင်တွေကိုတော့ကျွန်တော်တို့ဘက်က sharing လုပ်တယ်ဆွေးနွေးတယ်ဒီဒီအပေါ်မှာ ASEAN အနေနဲ့ဘယ်လိုမျိုးချက်တည်တင်တယ်လဲဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ဘက်က advocate လုပ်တယ်ပေါ့အဲဒီဒီအကြောင်းတွေဆွေးနွေးပြတာပါဟုတ်ကဲ့ဆိုတော့ ASEAN ဆိုတော့လေဒီ ASEAN နိုင်ငံတွေရဲ့မြန်မာပြည်ဆိုင်ရာသူတို့ရဲ့သဘောထားတွေရောကြီးကြီးမားမားဟိုအပြောင်းလဲဖြစ်တာမျိုးသတိထားမိလားဗောဥမာအဖြစ်ဒီနှစ်ကုန်ကျင်းပမဲ့စစ်ကော်မရှင်စစ်တပ်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဒီနိုင်ငံတွေက ပုံအောပြီးတော့မှထောက်ခံမဲ့အလားအလာမျိုးတွေရောတွေ့ရပါလားခင်ဗျအဲ့ဒါအတော့ရှင်းပါတယ်ပုံအောပြီးထောက်ခံမဲ့အနေအထားတော့မတွေ့ရဘူးအဲအားလုံးသိတဲ့အတိုင်းပဲတကယ်တော့ ASEAN 5 point consensus ဆိုတာဒီအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုရိုင်းတက်ရောက်ခဲ့ပြီးတော့သူကိုရိုင်းလူကိုရိုင်းရှိတဲ့အစည်းအဝေးမှာသူဒါသဘောတူခဲ့တာနော်သဘောတူခဲ့ပြီးတော့သူပဲဖောက်ချိုးဖောက်တာဆိုတာဖြစ်တဲ့အတွက်ဒါဒီ ASEAN ထိပ်သီးခေါင်းဆောင်တွေအကုန်လုံးကို မထိမ့်မမြင်လောက်လိုက်တာပဲဟုတ်ကဲ့အာဆီယံရဲ့အခန်းကဏ္ဍကိုဟိုနှိမ့်နှိမ့်ချာချာနဲ့နော်ဟိုလောက်လိုက်တာပဲဟုတ်ကဲ့ဆိုတော့အဲ့ဒါကိုအာဆီယံကတော့နားလည်တယ်လို့ကျွန်မနားလည်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီရွေးကောက်ပွဲဆိုတဲ့အာဂျန်ဒါဒီ5 point consensus ထဲမှာပါတာမဟုတ်ဘူး तू လောက်ရမယ့်အလုပ်ကအာဆီယံ5 point consensus ကို तू သဘောတူခဲ့တယ် तू အကောင့်ထဲပေါ်ရမယ်နော်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ argument ကဒီရွေးကောက်ပွဲလောက်ချင်းဒီအာဆီယံကိုမထိမ့်မမြင်လောက်တာ အာဆီယံခေါင်းဆောင်တွေပေါ်မှာပေးခဲ့တဲ့ဂတိကိုဟိုပြောရရင်တော့တယောမော်ကားလုတ်ပြီးတော့ငါလုတ်ချင်တာလုတ်မယ်ဆိုတဲ့မျိုးလုတ်တဲ့အကွက်တွေပဲပေါ့နော်ဆိုတော့ဒီဟာမျိုးတွေတော့ရှိတယ်အဲ့တော့အာဆီယံခေါင်းဆောင်တွေကိုနိုင်ကိုရလဲပဲသူတို့သိပါတယ်ဒါသည်အဲသူတို့ပထမတော့တန်တမန်ဆန်ဆန်နဲ့ပြောရပေါ့နော်ဒီအာဂျန်တာက5 point consensus ထဲမှာမပါဘူးအဲ့တော့အာဆီယံရဲ့လုတ်ပိုင်권နဲ့ frame ဒီ5 point မှာပဲရက်တည်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ရက်တည်တယ်ဒါသည်ဘာကိုပြောတာလဲဆိုတော့အဲ့5 point ရဲ့အပြင်အလွန်မှာလုတ်မဲ့ political solution ဆိုတာဒါတို့သဘောတူထားတဲ့ကိစ္စမဟုတ်ဘူးဒါအဖြေလည်းမဟုတ်ဘူးဆိုတာအဲ့တို့နားလေတယ်လို့ကျွန်မနားလေတယ်။တခုတော့ရှိတယ်။ဒါကတော့ ASEAN SN Association ပေါ့နော်။ဒီအသင်းကြီးအနေနဲ့အဲတို့ရဲ့စူပေါင်း position အနေနဲ့တော့ဒါဒါလာလေလာသူလဲလှုပ်ဖို့အခြေအနေမရှိဘူးဆိုတာမျိုးတွေထုတ်ဖို့ပြောဆိုတာတွေသတိထားမိမယ်ထင်ပါတယ်။ဟုတ်ကဲ့။တခုတော့ရှိတယ်ဒီအဖွဲ့ဝင်နိုင်ငံအဖွဲ့ဝင်နိုင်ငံတခုချင်းစီမှာတော့ different position တွေရှိကောင်းရှိနေနိုင်တယ်ပေါ့နော်။ဆိုတော့ဒါပေမဲ့ အဲ့ဒါတွေအကုန်လုံးဒီခုနအသင်းဖွဲ့အနေနဲ့သွားမယ်ဆိုလို့ရှိရင်တော့ခုနလိုမျိုးသူလိလာသူမလှုပ်ဘူးဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့မြင်ရတယ်ပြီးခဲ့တဲ့နောက်ဆုံးထိပ်သီးအစည်းအဝေးမှာလည်းအကြီးညာချက်တွေအရာဆိုလို့ရှိရင်လည်းပဲပေါ့နော်ဒီသဘောထားတွေကိုကျွန်တော်တို့မြင်ရပါတယ်ဟုတ်ကဲ့အာနောက်တစ်ခုမေးချင်တာ NUG အစိုးရကိုအပြတ်အသတ်ထောက်ခံခဲ့တဲ့ တီမောနိုင်ငံပေါ့အခုဆိုရင်သူစစ်ကောင်စီနဲ့ပြန်ပြီးတော့ဆက်ဆံနေတာကျွန်တော်တွေ့ရတယ်နော်ဒီတီမောဆိုရင်ဝင်းကြီးကိုရိုင်းလည်းဒါမကြခဏသွားတာ၄ခဏတိုင်းတက်တာလည်းကျွန်တော်တွေ့ရတယ်ဒီတော့အခုဆိုရင်တော့သူကစစ်ကောင်စီနဲ့ဒါပြန်ပြီးပူပေါင်းဆက်ဆံနေတာကျွန်တော်တွေ့တယ်ဒီချိန်နေနဲ့ပတ်သက်လို့လည်းဝင်းကြီးတော်စင်မောင်ရဲ့အမြင်ကိုကျွန်တော်တို့သိချင်ပါတယ်ခင်ဗျာအာကျွန်မတော့ဟိုအဲ့ဒီ timeline လေးတွေတစ်ချက်ကြည့်စေချင်တာပေါ့နော်ဟုတ်ကဲ့အဲကျွန်မသတိထားမိတယ် ဒီတီမောကဒီနိုင်ငံသားရေးဌာနကနိုင်ငံသားဝန်ကြီးကိုယ်တိုင်သွားခဲ့ကျွန်မမှတ်မိဟုတ်တယ်အဲနော်ဆိုတော့အဲ့နိုင်ငံသားဝန်ကြီးပဲကျွန်မနဲ့တီမောမှာတော့ပြီးခဲ့တဲ့နှစ်တည်းတော့တွေ့ခဲ့တာရှိတယ်ဟုတ်ကဲ့သူတို့ဟိုအစိုးရတက်ပြောင်းပြီးစကာလာမှာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဟိုကျွန်မတို့နဲ့တီမောနဲ့ဆက်ဆံရေးကအခြေခံနှုံးဆန်တန်ဖိုးတွေအရာရောပေါ့နော်အပြောင်းလဲမရှိပါဘူးပြောင်းလဲမရှိဘူးလို့ပဲကျွန်မဒီလိုပဲနားလေတယ်တစ်ဖက်မှာကြတော့အဲ့ဒီသွားခဲ့တဲ့အချိန်ကာလဒီ ASEAN Summit နဲ့ အာဆီယံမှာတီမောအဖွဲ့ဝင်နိုင်ငံမဖြစ်ခင်မှာသွားခဲ့တာတွေ့ရတယ်။ဆိုတော့အဲ့ဒါဒီခုနပြောတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်လာဖို့လို့လှုပ်ဆောင်ရတဲ့အဲ procedure တွေအဲနောက်ပြီးခါကျတော့ reciprocity ပေါ့နော်အပြန်အလှန်ပေါ့ဒီနိုင်ငံတွေအချင်းချင်းကြားမှာရှိရမယ်အဲလှုပ်ရမယ်အလုပ်တစ်ခုကိုသူလှုပ်တယ်လို့ပဲကျမတို့ဒီလိုပဲနားလည်ပါတယ်ဟုတ်ကဲ့အဲနောက်ဆုံးတစ်ခုမေးခွန်းပေါ့နော်မေးချင်တာဒီတရုတ်ဆိုလို့ရှိရင်အခု မြန်မာပြည်ရေးနဲ့ပတ်သက်ပြီးတော့သူကပို့ပို့ပြီးတော့မှဒီဖိအားပေးလာတာတွေကျွန်တော်တို့ရင်ဆိုင်နေရတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းဒီအနောက်ဥရောပနိုင်ငံတွေမှာဆိုရင်လည်းသူကမတည်ငြိမ်မှုမျိုးစုံတွေနဲ့အကြုံတွေ့ရင်ဆိုင်နေရတယ်ဒီလိုမျိုးကမ္ဘာအခင်းကျင်းနေကြောင်းမလို့ကျွန်တော်တို့ဒီအဲဆရာနာရှင်ဖြုတ်ချရေးပေါ့နော်ဒီတန်ငင်းတမန်ငင်းစစ်ပွဲတွေရောတိုက်ပွဲတွေရောပို့ပြီးတော့မှရှေ့ကြသွားမလားတူတူပြောရရင်တော့အနာရှင်စနစ်ချုပ်ငြိရေးပို့ပြီးတော့မှရှေ့ကြမဲ့ အလားလာတွေများဖြစ်ပေါ်နေလားခင်ဗျအဲဟိုပြောရရင်တော့ကျမတို့ရဲ့တော်လှန်ရေးအခုဒီအာဏာရှင်စနစ်အမြင့်ဖြတ်ရေးကဟိုနိုင်ငံတကာကအခုအညီတွေအာယုံဆိုင်မှုတွေအဲရှိလာလို့ရှိရင်တော့မြ мян ပြီးမှာပေါ့လေမြ мян ပြီးမှာပေါ့ဒါပေမဲ့ဒီလိုမှမဟုတ်ဘဲနဲ့တခြား issue တွေရှိမယ်အဲအဲနောက်တစ်ခုကကြတော့ intervention ပေါ့လေနိုင်ငံတကာရဲ့ပါဝင်ပါဝင်ပတ်သက်မှုမှာလည်းပဲအဲ အဲမဖြစ်နိုင်လဲဆိုတဲ့ခါကျတော့ဟိုမှန်ကန်နဲ့ပေါ့နော်ကျမတို့သွားကျင်နေတဲ့ trend ခုနပြောတဲ့အာနာရှင်စနစ်ကိုဖယ်ရှားပြီးတော့တကယ်ကိုပေါ့နော်လူထုရဲ့သဘောထားနဲ့အညီအဲ့လားအာဖြစ်တဲ့ပေါ့နော်ဒီမိုကရေစီနှီးကြတဲ့အဲနိုင်ငံရေးစနစ်တစ်ခုလိုမျိုးဟလားပြည်ထောင်စု Federal ပြည်ထောင်စုစနစ်လိုမျိုးပေါ့လေပေါ်လာဖို့လို့ရည်ရွယ်ပြီးတော့ဟိုဝင်လာတဲ့ intervention မျိုးဆိုရင်တော့မြန်မြန်ပြီးလိမ့်မယ် အဲဒါပေမဲ့ကြတော့အခုနိုင်ငံတကာဖြစ်နေတဲ့ဒီတန်ခင်းတမန်ခင်းကပိုရှိကြမလားဆိုတော့ကျွန်တော်ခုနစကမ်စင်တာလို့ပါလို့ကိစ္စမျိုးနဲ့ကျွန်မပြန်ကောက်ချင်တယ်နိုင်ငံရေးမှာလည်းကျွန်တော်တို့လူကြီးတွေပြောမှုတာရှိတယ်နိုင်ငံရေးဆိုတာကျွေတလက်ကြက်တခုမဲ့တခါတခါဖြတ်ခနဲ့ဆိုဟိုကိုမထင်မှတ်တာတွေဖြစ်သွားတတ်တဲ့အနေအထားပေါ့နော်ဟိုကြီးတက်တဲ့လူကတော့မြင်ပါပေါ့နော်ခံမနိုင်ငံရေးခံမနေဆိုတော့တော့တယောက်နဲ့တယောက်ခံမမှုတွေချင်းနောက်ပြီးတော့သတင်းအချက်အလက်ရရှိမှုတွေချင်းမတူတဲ့ခါကျတော့ဟိုမှန်းဆတဲ့ခါမှာ ဟိုဘောဖြစ်နိုင်ကြည် variation တွေတော့ကွာခြားကြလိမ့်မယ်သို့တော့ကျမမြင်တာကတော့ခုနစကားပြန်သုံးကျင်တယ်ဒီလားမြန်မလားမမြန်ဘူးလားဆိုတော့နိုင်ငံရေးဆိုတော့တွေ့တလက်ချက်တစ်ခုမှာပဲလို့ပဲကျမပြေးကျင်ပါတယ်ဟုတ်ကဲ့အဲမေခွန်းနေတော့စုံပါပြီဝန်ကြီးတော်စင်မအောင်ဗမာဖြည့်ပြီးတော့မှကြောကြလို့တာရှိပါလေဒီ interview နဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျမတော့အခုလိုအခုလိုမျိုးပေါ့နော်အလူကိုယ်တိုင်တွေ့ပြီးအဲ interview လုပ်ရတာအဲဝမ်းလဲဝမ်းသာတယ်အဲကျေးဇူးလက်တင်တယ်အထူးသဖြင့်တော့ ဒီအချိန်လေးမျိုးမှာကျမတို့ပြည်သူလူထုနဲ့ engagement ပိုလုပ်ဖို့လိုအပ်တယ်ပေါ့နော်လောက်တဲ့ခါမှာဒီလို media တွေရဲ့အခန်းကဏ္ဍကအရေးကြီးတယ်သူသူကျမတို့ဒီလိုခီးတွေသွားတဲ့အခါမျိုးတွေမှာပေါ့လေအဲဒီလိုတွေ့ဆုံရတယ်ပြီးတဲ့ခါကျတော့ကျမတို့လုပ်နေတဲ့တချို့သောအလုပ်တွေကိုလည်းပဲလူထုကိုပေါ့နော်မီဒီယာတွေကနေတဆင့်ခြားပြကုန်ရတဲ့အတွက်ကြောင့်မို့လို့ကျမမြန်မာနိုင်ငံကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကုလူပြေကျေးဇူးပါ